မင်္ဂလာပါဒီတစ်ခါမှလဲပရာလောကနဲ့ပတ်သက်ပြီးတော့ဖျက်မှန်ဇလန်တစ်ပုဒ်ကိုကျွန်တော်ပြောပါမယ်ဒါကတော့ဂျော်ဒရာမှာဖြစ်ခဲ့တဲ့အကြောင်းပေါ့နော်တားမီနှစ်ယောက်ရှိတယ်အဲ့မှာတားလီက၁၀နှစ်လောက်ပဲရှိအောင်ပဲဗျအမေကတော့ထားပါတော့အမေသက်ကိုတော့ကျွန်တော်တို့မပြောတော့ဘူးပေါ့နော်ထုံးစံအတန်းသူတို့ကစင်းရဲတယ်ဗျအဖေကလည်းမရှိတော့ဘူးအဲ့တော့ကလေးကကြောင်းလဲမတတ်နိုင်ကလေးကအဲ့တော့ရွာမှာရှိတဲ့ကျွဲတွေကကြောင်းပြီးတော့တားမီနှစ်ယောက်ဝမ်းစာဖြည့်ရှင်းတယ်ပေါ့ဗျာ တနေ့တော့ကလေးကကျွဲချောင်းသွားတာထုံးစံတာကျွဲချောင်းသွားရင်လည်းသူတို့ကမိုးရာစီဆိုတော့လေကွင်းနေမှာလေရေရရှန်ရေရရှန်တော့ငားလဲဖမ်းလို့ရဆိုတော့ကလေးကသူ့အမေအတွက်ဟင်းစားလဲရှာပြီးတယ်ကျွဲလဲကြောင်းတယ်ပေါ့ဗျာတမလားအဲ့ဒီအချိန်မှာသူ့အမေကတော့ပြောတယ်သူ့ရဲ့တာအဝေးမသွားနဲ့ပေါ့နော်တကယ်လို့ကျွဲပြောက်သွားလို့ရှင်ကျွဲတကောင်တကောင်ရဲ့တန်ဖိုးကအရန်များတယ်သူတို့လည်းမယောနိုင်ဘူးပေါ့ဗျာအဲ့နဲ့ကလေးကကျွဲကြောင်းလိုက်သူက ငါဖမ်းလိုက်ငါမြုံထောင်လိုက်ပေါ့ငါမမိဘူးဖြစ်ချင်တော့အဲ့ဒီအချိန်မှာသူကျွဲကြောင်းနေတယ်သူတို့ယွာတဲ့အဲ့လူနှစ်ယောက်ကငါအကြီးတွေဖမ်းမိတော့ပြန်လာတာအဲ့နဲ့ကလေးကဘယ်ကဖမ်းလာလဲပေါ့ဘယ်ကမိလာလဲဆိုသူကပြောတယ်အဲ့ဒီသူနေရာတစ်ခုပေါ့နော်ထားပါတော့တဖန်းတော့လို့ပဲထားလိုက်ပါတော့တဖန်းတော့ဆိုတော့အဲ့ဘက်မှာသွားဖမ်းလာတာတဲ့ဆိုတော့အဲ့ကလေးကအဲ့ဒါအမှန်တကယ်တော့အဲ့ဘက်ကအန်ရည်များတယ်ဗျလူကြီးတွေကမပြောလိုက်တဲ့ လေးကလည်းငားရရှင်စောနဲ့အဲ့ဘက်ကိုသွားပြီးတော့ငားကိုသွားဖမ်းတယ်ဒီသူ့ကျွဲတွေပါအကုန်လုံးခေါ်သွားတာကျွဲတွေကလည်းမခေါ်လို့မရအောင်ပျောက်သွားရင်ကြော်ရမှာဟုတ်အဲ့နဲ့အဲ့မှာတဖန်တော်ဘက်မှာသူကငားသွားဖမ်းတော့ငားတွေလည်းရပါတယ်တော်တော်များများရရပြီးတော့မိုးကလည်းချုပ်တော့မှာဆိုတော့သူကကဲပြန်မယ်ပေါ့နော်ဆိုပြီးတော့သူ့ကျွဲတွေတိမ့်တဲ့အခါမှာသူ့ကျွဲကဆွတ်ဆူပါ6កောင်ရှိတယ်သူចောင်းရတာ6កောင်မှာ2កောင်ပျောက်အဲ့မှာကလေးကခေါင်းနေပါ ကြည်သွားအိမ်ပြန်လို့ရှင်လဲကျွဲရပြောင်းနေရောရမှာဆိုတော့အမေအတွက်လဲတော်တော်သူကဒုက္ခပေးလို့ဖြစ်မှာဆိုတော့ကလေးကအရွယ်နဲ့မလိုက်အောင်တီးတက်တော့မလုပ်လဲဆိုတော့အဲ့သူရဲ့ရှင်သူအခုလက်ရှိရှိနေကျွဲလေးကောင်တစ်ပင်တစ်ပင်မှာခြီထားခဲ့လိုက်တယ်ခြီထားပြီးတော့သူဖမ်းလာတဲ့ငါးတွေကိုသူ့ရဲ့လွဲမှာကျိုးတုတ်တုတ်ပြီးတော့အဲ့သူကသူ့ကျွဲတွေလိုက်ရှာတယ်ဗောဗျာအနီးအဆက်မှာဖြစ်ချင်တော့အဲ့ဒီ တပန်းတော်နဲ့ဘကူယုံမဘန်နဲ့နီးတယ်။သူကရှာနေနဲ့တောဆက်လောက်ရောက်သွားတော့သူကြွဲချေရတယ်သူကသွားတွေ့ရ။တွေ့ရသူကမတင်ငါဟုတ်ပေါ့ဗျာ။ဒီမှာတော့ဒီမှာတော့ကြွဲချေရတော့တွေ့ပြီ။ဆိုတော့နည်းနည်းဆက်သွားလိုက်ရင်သူကြွဲတယ်သူတွေ့ရမှာပေါ့ဗျာ။အဲ့လိုထင်ပြီးတော့ကလေးစိတ်ထဲမှာဒါတော့ကလေးကဆယ်နှစ်ကျော်ကျော်ပဲရှိသေးရနော်။မကြောက်မရွံ့ကျောင်းကျောင်းသားဆိုတဲ့အတိုင်းလောက်စလုံးနေလေးခွာပြီးတော့သူ့မှာပါတယ်ထင်ပါတယ်။ညကလည်းတပြေးပြေးနဲ့မိုးကချုပ်လာတယ်။ ူကလည်းကျွဲမရရင်မပြန်ဘူးဆိုတဲ့သဘောမျိုးဖြစ်နေတော့အဲ့တော့တဲ့ကိုသူကဝင်သွားတယ်ပေါ့ဗျာဝင်သွားတဲ့အချိန်မှာပုံမှန်ဆိုရင်ကျွန်တော်တို့ကတောထဲဝင်တောဆက်ကနေတောထဲဝင်တောပဲဖြစ်ရမှာဒါပေမဲ့သူကဝင်သွားတဲ့အချိန်မှာနည်းနည်းခလန်းလန်းလောက်ရောက်တော့လေကွင်းတကွင်းကိုတွေ့ရအဲ့အချိန်မှာပြီးတော့လာကလည်းတာနေတဲ့ညလေကွင်းထဲမှာသူ့ရဲ့ကျွဲနှစ်ကောင်အဲ့လူတယောက်ကသုံးပြီးတော့လဲထော်နေတာသွားတွေ့သူ့ကျွဲဆိုတော့သူကတန်းတိတော့ခင်ဗျဘာလုပ်တာလဲပေါ့ကျွန်တော်ကျွဲနေတယ် ကျွန်တော်ကြွရည်ပျောက်ပျောက်နေလိုက်ရှာခမရဒီမှာကောင်းကောင်းလဲထုံနေတာပေါ့ဆိုတော့အဲ့လူကသူ့လှည့်ပြီးတော့တစ်ချက်ကြည့်တယ်ပေါ့ဗျာဒါမှမဟုတ်ဘာမှတော့ပြန်မပြောအဲ့ဒီအချိန်မှာလဲနားမှာလဲဆောင်တဲဆိုတာရှိတယ်လဲဆောင်တဲတဲ့ကကလေးမလေးသူ့ထက်တော့အသက်ကြီးတယ်ပေါ့နော်အဲ့ကောင်မလေးတယောက်ကထွက်လာပြီးတော့မောင်လေးတဲ့မမတို့မှာလဲရှိတယ်ပေါ့နော်ဒါပေမဲ့တွဲမရှိလို့လဲထုံလို့မရဘူးဖြစ်နေလို့တဲ့မောင်လေးရဲ့ကြွေးလေးခဏအမတို့ငှားတာပါပေါ့နော်ပြီးရင်ပြန်ပေးပါမယ်ပေါ့ကြွေးငှားကလည်းအမတို့ပေးမယ်တဲ့ အိမ်ထဲခဏဝင်ထိုင်ပါအောင်လို့ဆိုတော့ကလေးကလည်းအော်ဒါဆိုရင်တော့ကျွဲငါးကလည်းပြေးအောင်မယ်ဆိုတော့တိတ်လည်းမကြောက်ဘူးမလားဆိုတော့မကြောက်ဘူးဆိုတော့ねအဲဝင်ထိုင်နေပေါ့ဗျာကလေးကဝင်ထိုင်တော့အဲ့တဲတဲ့မှာနောက်ထပ်မိမကြီးတယောက်ရှိတယ်အမေမိုင်တယောက်အဲ့ဒီကောင်မလေးကအမေလို့ခေါ်တယ်ဆိုတော့တားမိတားဖာ၃ယောက်ပေါ့ဗျာဆိုတော့ပြီးတော့အဲ့ကလေးမလေးကအာမောင်လေးလက်ထက်မှာဘာ၄လဲငါးကြီးအမားတို့တဲ့ငါးနဲ့နဲ့ပြန်ရောင်းပါလားဒါမှမဟုတ်ပေးပေးပါလားတဲ့ဆိုတော့ပြော မပေးဘူးတဲ့ဒါကျွန်တော်အမေအတွက်ပေါ့နော်ဟင်းစားရှာလာတာတဲ့ဩအမအမေကလည်းပေါ့နော်ငါဟင်းဆိုတိတ်ကြိုက်တာလို့ပြောတော့ကလေးလေးကလည်းဩဒါဆိုရင်လည်းတဝက်တော့ယူတဲ့အကုန်တော့မရဘူးဆိုအဲ့နဲ့အဲ့နဲ့သူတို့ကလည်းဂျင်းတ်သွားရပေါ့ဗျာဂျင်းတ်သွားပြီးတော့အဲ့ငါ့ကိုတဝက်ယူယူပြီးတော့ချက်စားကြလေတည်းပေါ့ချက်စားပြီးတော့ငါရင်လည်းချက်သူတို့လည်းစားစားပြီးတော့သူကဘာလုပ်လဲဆိုဒီကလေးလေးကိုပါသမင်းကျွေးလိုက်သေးတာ လေးလေးရတယ်ထမင်းတွေကစားတာဗောဗျာမောမောလာတယ်ဆိုတော့ तू လဲညာလည်းတဖြည်းမိုးချုပ်လာပြီဆိုတော့ဗိုက်စာစားစားပြီးတဲ့ချိန်မှာဟိုလူကလဲထုံပြီးသွားတယ်အတွဲနှစ်ကောင်ဆွဲလာပြီးတော့တမိရဲ့ဒီကောင်လေးကိုပြန်ပို့ပေးလိုက်တော့တယ်ဒီမှာသူ့ကျွဲလဲငှားပြီးတော့လဲထုံတာပြီးသွားပြီတဲ့ဆိုတော့ကလေးမလေးကဟုတ်ကဲ့ဟုတ်ကဲ့ဆိုပြီးတော့လာလာတဲ့မောင်လေးတဲ့မောင်လေးပေါ့နော်ပြန်လိုက်ပို့ပေးမယ်တဲ့အမားတို့မာတဲ့ပေးစရာကျွဲဖို့အတွက်ပတ်စံတော့မရှိဘူးတဲ့ ိုင်မဲတဲ့ဟိုလောက်စလုံးနေတော့ရှိတယ်တဲ့အမောင်လေးလိုအပ်မှာပါတဲ့ယူသွားပါဆို။ तू ကအားတယ်လောက်စလုံးတော့ဘာလို့အပ်မှာလဲတဲ့ကျွန်တော်မှလည်းတမကျွဲချောင်းသားတဲ့လောက်စလုံးနေအများကြီးရှိတယ်အမားကလည်းတဲ့ဆိုတော့မယူပါဘူးတဲ့ထားလိုက်ပါတော့။မဟုတ်ဘူးတဲ့တချင်ချင်းမောင်လေးလိုအပ်လာမှာပါတဲ့ယူပါဆိုပြီးအဲချင်းတချင်းနဲ့အပြည့်ပဲ။ तू ကလောက်စလုံးနေပြည့်ရဆိုကလေးကလည်းမယူချင်းယူချင်းနဲ့အဲ့ဒါဆိုလည်းနည်းနည်းယူမယ်တဲ့အကုန်လုံးတော့မယူဘူးတဲ့ကျွန်တော်မနိုင်ဘူးတဲ့။ဆိုတော့ကျွဲတဲ့နှစ်ကောင်နဲ့ကျွဲတွေလည်းဟိုမှာ၄ကောင်ချီထားတယ်။ဒီမှာလည်းနှစ်ကောင်ဆွဲရအောင်မယ်ဆိုတော့ အဲ तू तू လက်တော့စုပ်စားပါဘောနော်အဲ့ဒီလောက်စလုံးနဲ့ तू ယူရဲ तू အိတ်ထက်ထိတ်လာ तू ကဒါဆိုသွားကြမယ်အဲ့နဲ့အဲ့ဒီမင်းကလေးက तू လိုက်ပြန်ပို့တယ်ဘောနော်တောဆက်လောက်ရောက်တော့ဒီတက်တယ်ပဲသွားတဲ့အမောင်လေးတို့ယွာရောက်လိမ့်မယ်တဲ့နောက်တော့ပြန်လှည့်မကြည့်နဲ့နော်တဲ့ तू အဲ့လိုမှားလိုက်တယ်အဲ့နဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဘောကလေးကတော့အမှုမဲ့မှန်းမယ်ဘောလှည့်လည်းမကြည့်ပါဘူးကလေးကတော့လှည့်ကြည့်တော့ဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့လည်းမသိဘူးဘောနော်အဲ့နဲ့အဲ့ဒီကောင်လေးလေးက ေးတဲ့လောက်စလုံးနဲ့တဲပြီးတော့သူ့ကျွမ်းထက်ကောင်ဆွဲပြီးတော့ရွာထိပ်ဘက်ကိုထွက်လာထွက်လာတဲ့အချိန်မှာသူဘောသူခြိခဲ့တဲ့သူ့ကျွဲလေးကောင်ကတစ်ပင်နောက်သူအရင်ရောက်သွားရောက်သွားတဲ့အချိန်မှာကျွဲလေးကောင်မရှိတော့အဲ့ဒါသူလည်းကဲမထူးပါဘူးတရားရောက်တော့လာတဲ့သွားတာနေမှာပေါ့နော်ဒီကျွဲတွေကတော့တိုင်မှာခြိခဲ့တာဆိုတဲ့အတွက်ကြောင့်တခြားတော့မထွက်သွားနိုင်ပါဘူးဆိုတော့သူလည်းရွာပဲကိုပြန်လိုက်တာပေါ့နော်ရွာပြန်ရောက်တော့ရွာလေးရောက်လေရောက်တော့သူ့ကိုတွေ့တော့အရွာထဲမှာကစားနေတယ်တခြား ကလေးလေးကသူ့ရဲ့အမေကိုအော်ကြီးဟဲ့ကျင်တယ်သွားခေါ်တာခေါ်တဲ့အချိန်မှာသူ့ရဲ့အမေရောတခြားယောက်လူတွေရောကပြေးထွက်လာကြတာပေါ့သူ့အမေဆိုရင်ငိုယူနေတာပဲအဲ့နဲ့ဒီကလေးတွေထူးဆန်ငါ့အမေကဘာဖြစ်လို့ငိုနေတာလဲပေါ့တမလားအမှန်တကယ်တော့မဟုတ်ဘူးဒီကောင်လေးပျောက်သွားတာအာနှစ်လလောက်ရှိပြီတဲ့သူ့အမေကပြောပြတာဒါနင်ပျောက်သွားတာနှစ်လရှိပြီတဲ့ဒါပေမဲ့ကောင်လေးကထူးဆန်တယ်အာဘာနှစ်လလဲအမေရဲ့တဲ့ကျွန်မတရက်တောင်မကုန်သေးဘူးလေတရက်တောင်မကူသေးဘူးတဲ့ အဲ့နဲ့လူကြီးတွေကမေးဘယ်သွားတာလဲဆိုမေးတော့သူကအဲ့ကြမ်းမှာဖြစ်ချောင်းကုန်စင်ပြောပြတာပြောပြလူကြီးတွေကမယုံကျင်သေးဘူးမယုံကျင်သေးဘူးဒါမဲ့မယုံလည်းမယုံလို့လည်းမရဘူး तू ကပြန်လာတာတလာခွဲလောက်နေမှာပြန်လာတာဆိုတော့ပြီးတော့ तू ကဘာပြောလဲဆိုတော့ကျွန်တော်ကလည်းကြွဲပိုးဆိုတော့ဒီမှာလောက်စလုံးနေတော့ရခဲ့သေးတယ်ဆိုတော့ तू အဲ့ကိုဖွင့်မြဖွင့်မြတော့အဲ့လောက်စလုံးနေကမြေကြီးတွေမဟုတ်ဘူးအဲ့လိုရွှေကျစ်စာကလေးပြောရမယ်ဆိုတော့ရွှေတုံးလေးတွေပါဗျာသမလားအဲ့လိုလေးတွေဖြစ်နေတယ် အချိန်မှလူကြီးတွေဟာဒါဆိုရင်တော့မင်းကတော့ဟိုကြက်တရားပုံမှန်အားဖြင့်လူကိုလှည့်စားပြီးတော့အသက်နှုတ်တာပေါ့နော်ဒါပေမဲ့မင်းကတော့သူတို့ကိုကူညီတဲ့အတွက်သူတို့ကပြန်ပြီးမင်းကိုကျေးဇူးဆက်လိုက်တာဖြစ်မယ်တဲ့ဆိုတော့အဲ့လိုပဲပြောလိုက်တာပေါ့နော်ဆိုတော့နောက်ဆုံးတော့ဘယ်လိုဇက်ပေါင်းသွားလဲဆိုတော့ကလေးလေးကသူ့စေတနာသူ့အကျိုးပေးသွားတာပါအကျိုးပေးပြီးတော့သူများကကိုညီတော့သူ့ကိုလည်းဟိုဘက်ကပြန်ပြီးတော့အဖိုးခါနေနဲ့ဒီရွှေတွေပေးလိုက်တယ်ပေါ့ဗျာဒါတော့ तू ကကလေးဆိုတော့ကလေးတွင်းနဲ့ ဟိုတချင်းလုံးပြီးရတချင်းလုံးမယူဘူးလက်တဆုပ်စာလောက်ပဲယူလာလက်တဆုပ်စာဆိုရင်တော့မှတော်တော်ချမ်းသာသွားတဲ့အနေအထားဖြစ်ပါတယ်နောက်ဆုံးတော့အဲ့သူတို့တာမင်းညကတခြားမျိုးကိုလည်းပြောင်းသွားတယ်ထင်ပါတယ်ပြောင်းမျိုးကိုပြောင်းပြီးတော့ချမ်းသာသွားတယ်လို့တော့ပြောကြတာပေါ့နော်ဟုတ်ကဲ့ပါဒါကတော့ပရာလောကနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အထိကြက်တွေကြောင့်အကူအညီပြန်လည်အကူအညီကြရတဲ့ချမ်းသာသွားတဲ့ဒီကြွဲချောင်းသား ကလေးတက်ရောက်ရဲ့အကြောင်းကိုကျွန်တော်ပြန်ပြောပြတာပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်